ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့စစောနိုင်မှာစစောမိုဘိုင်းရဲ့ founder ပါမနေ့တော့ကျွန်တော်တို့ဆိုင်မှာထူးခြားဖြစ်စဉ်လေးတစ်ခုဖြစ်သွားပါတယ်အဲ့ထူးခြားဖြစ်စဉ်လေးမှာကျွန်တော်တို့ဆိုင်ရဲ့နာမည်တွေလည်းပါလာတဲ့အတွက်ကျွန်တော်တို့အနေနဲ့လည်းဒီဘက်ကဖြစ်စဉ်လေးကိုပြောပြပေးတာပါဖြစ်စဉ်ကတော့ဘယ်လိုလဲဆိုတော့ online ကနေပြီးတော့မှ customer တူဦးပေါ့နော်တကယ်တော့အဲ့ customer ဆိုတဲ့လူကလိမ်မဲ့လူပေါ့နော်လိမ်လိမ်သွားတဲ့လူပေါ့အဲ့လိမ်သွားတဲ့လူကနေပြီးတော့မှကျွန်တော်တို့စီကိုဖုန်းဟို messenger နဲ့ဆက်သွယ်လာတယ်သူဖုန်းသုံးလုံးရောင်းကျင်တယ်ပေါ့အဲ့ဖုန်းသုံးလုံးရောင်းကျင်တာကစက်ခွန် pro max ဆိုတဲ့ model စက်ခွန် pro max model 256နှလုံးနဲ့ 1 TB တလုံးရောင်းခြင်းနဲ့ဒီဖုန်းတွေကရန်ကုန်ဘက်ကနေပြောမှာသူ့ဆီယာနေပြောမှာ order တင်ထားတဲ့လူတွေကရက်ကြလို့ order cancel ဖြစ်သွားတယ်အခုဒီဖုန်းတွေကိုသူ့အနေနဲ့မြန်မာပြည်တယ်မယ်ဆိုလဲခက်ခဲတယ်ဘိုးဘမလည်းဈေးတွေကျနေတယ်ဆိုတော့သူမကြိုက်တော့ဘူးဒီဖုန်းကိုဒီမှာပဲရောင်းခဲ့ခြင်းပါတယ်ဆိုပြီးတော့မှပြောတယ်အဲဒီမှာပဲရောင်းခဲ့ခြင်းပါတယ်ဆိုပြီးပြောတော့ကျွန်တော်တို့ကဝယ်တယ် ။ तू ကဝယ်တယ်ဝယ်တဲ့အချိန်မှာ okay အဲ့ဒါဆိုရင်လည်းရတယ် तू ကစင်ရလွဲပေးလို့ပြောကျွန်တော်စင်ရတော့လွဲမပေးဘူးကျွန်တော်ဆက်မစင်ရလွဲပေးတဲ့စနစ်မရှိဘူးမွေရမှာပဲပတ်စံရှင်းပေးတယ်ဆိုတော့အဲ့ဒါဆိုရင်နဲ့ तू လူတယောက်ကိုလာပြီးပို့ခိုင်းလိုက်မယ်တဲ့ကောင်မလေးတယောက်လာပို့ခိုင်းလိုက်မယ်တဲ့ပစ္စည်းစစ်ပြီးွားရင်ငွေလေးလွဲပေးပါဆိုတော့ okay အဲ့ဒါဆိုရင်တော့လာပို့ခိုင်းလိုက်ဆိုပြီးတော့မှာအဲ့ကောင်မလေးတယောက်ကလာပို့ရဲအဲ့ဒါတော့ post နဲ့နင်းနာသူညီမလေးပေါ့ तू ကလာပို့တယ်လာပို့ပြီးွားတဲ့အချိန်မှာကျွန်တော်တို့ပစ္စည်းစစ်ကြည့်ရဲစစ်ကြည့်ပြီးွားတော့အစင်ပြေတော့ငွေလွဲပေးလိုက်တယ်အာအဲ့တော့အဲ့ငွေလွဲပေးတာအဲ့ဒါတော့ဒါဒီညီမလေးပြောထားတဲ့ပုံစံနဲ့အကြမ်းမြင့်တူတာပေါ့နော်ကျွန်တော်ပို့ပြီးတော့မှအသေးသေးဆန်တဲ့ဟာလေးကိုကျွန်တော်ပြောပြမယ် ဲ့တော့ဒီဗီဒီယိုလောက်ရတာကအခုနပြောသလိုအင်ဂျင်မလေးနဲ့နာသူညီမလေးတင်လိုက်တဲ့ဗီဒီယိုထဲမှာကျွန်တော်တို့စောစောမိုဘိုင်းဆိုတဲ့နာမည်ပါတယ်ပေါ့နော်တကယ်တော့ဖုန်းဆိုင်ဒီဇိုင်းဆိုတာမျိုးဖြစ်တင်တာပေါ့အဲ့တော့နာမည်ကတော့သူထည့်လိုက်တာလေဒါကျွန်တော်တို့ကဘာမှပြဿနာမရှိဘူးထည့်လိုက်လို့ရတယ်အဲဒီမှာအောက်မှာအဲ့မှာ ဒီ Facebook user တွေကဒီဖြစ်စဉ်တစ်ခုလုံးကိုတေချာမသိတဲ့အပေါ်မှာဒီ post ကိုဖတ်ပြီးွားတော့သသောမိုဘိုင်းကတာဝန်ယူသင့်တယ်ဆိုတာမျိုးနဲ့သသောမိုဘိုင်းကိုဆဲတာတွေအချို့လူတွေကလည်းမဆဲပေမဲ့အာဒါသသောမိုဘိုင်းကလည်းပြန်ရအောင်တောင်းသင့်တယ်ဆိုတာမျိုးတွေပြောတယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့အချိန်မှာအဲ့ညမလေး reply ပြန်တဲ့ comment တစ်ခုထဲမှာသသောမိုဘိုင်းကအောက်ဈေးနဲ့လိုချင်လို့ငွေရောမမြန်လွယ်လိုက်တယ်ဆိုတာလေးပါပါတယ်အဲ့ဒီအောက်ဈေးနဲ့လိုချင်လို့ငွေမမြန်လွယ်လိုက်တယ်ဆိုတဲ့ဟာ တစ်ခုပေါ့အခြား comment တွေလည်းကျွန်တော်တို့ sensitive ဖြစ်စရာ comment 10ခုလောက်နေပါရှိပါတယ်အဲထဲမှာဒီစကားကတော့ကျွန်တော်တို့အတွက်တော်တော်လေးအဆင်မပြေဘူးလက်တွေ့အခြေအနေနဲ့လည်းမကိုက်မိပါဘူးအဲ့အတွက်ကိုကျွန်တော်ဒီ video လေးလုပ်ပေးရတာပါအဲ့တော့မနေ့တော့က iPhone 16 Pro Max က12မှာ ပြန်ပြီးတော့မှ working ရောအာကျွန်တော်တို့ pick up go store pick up go နှစ်ခုလုံးပြန်ရပြီအာဘန်ကောက်မှာနေတဲ့ဖုန်းဝယ်ရောင်းသမားကြီးတွေဆိုရင်ဒါတိလိမ့်မယ်မနေ့တော့ကျွန်တော်တို့ဆိုင်ရတော့မှ6လုံးရလိုက်တယ်အဲ့တော့ store မှာရောင်းတဲ့ဈေးက4800ပြာအဲ့တော့ကျွန်တော်တို့ egg customer ဈေးကဝယ်တဲ့ဈေးက4800 256ကို အဲ့တော့256ကိုစတိုးစစ်တဲ့တထောင် shot 1dB က pre order မရှိဘဲနဲ့ကျွန်တော်ဆိုင်မှာပုံမှန်အဖြစ်မတင်ဘူးအဲ့တော့ဒီဥစ္စာဆိုင်မှာ install ဝယ်ထားပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစတိုးစစ်တဲ့2000 shot အဲ့တော့ကျွန်တော်တို့၄ဘတ်5000နီးပါးအတန်တဲ့ပစ္စည်းတစ်ခုနဲ့ဘတ်5000ကျော်တဲ့ပစ္စည်းကိုကျွန်တော်တို့1000နဲ့2000 shot တာအဲ့တော့ကျွန်တော်တို့အောက်ဈေးလိုက်တာအဲ့ဒါကကျွန်တော်တို့ဘက်ကနေပြီးတော့မှရှင်းပြနေတာပါအဲ့တော့အမှ ဟိုထင်တာမြင်တာရှိတာဖုန်းဆိုင်တစ်ခုကနေပြီးတော့မှကာလာပေါက်ဈေးအများကြီးနဲ့သူ့စီအဝယ်မယ်ဆိုတော့ယုံပြီးတော့မှဒီဆိုင်ကိုဖုန်းလာပို့ပေးတဲ့ညီမလေးကတော့အမှန်တမ်းပြောရင်သူကတော့လောဘကြီးတယ်လို့ကျွန်တော်ပြန်ပြီးတော့မှပြောချင်ပါတယ်အဲ့တော့ဖြစ်စဉ်ကိုကျွန်တော်တို့စပြီးပြန်ပြီးတော့မှအသေးစိတ်ပြန်ပြောပါပါပြန်ပြောပြပါမယ်အခုနောက်အဲ့လူကနေပြောမှသူမြန်မာပြည်ပြန်မတဲ့ကျွန်တော်တို့ဒီဖုန်းကိုကျွန်တော်ဆိုင်ကိုရောင်းမယ်ဆိုပြီးပြောတယ်ရောင်းမယ်ဆိုပြီးပြောတဲ့အတွက်ကျွန်တော်တို့ကလည်းဝယ်မယ်ဝယ်မယ်ဆိုတော့သူကာမလေးတရားကိုလွတ်လိုက်မယ်လို့ပြောတယ် နံပါတ်၁ချက်ကျွန်တော်တို့ဘက်ကနေပြီးတော့မှအိတ်ကောင်မလေးကိုထူးထူးခြားခြား delivery တမားတယောက်ထပ်ပို့ပြီးတော့မှကျွန်တော်တို့ဘက်ကနေဘာမှမမေးမပြောတာကအခုပြောပြမယ်အကြောင်းချက်တွေရှိတယ်ဒီဥစ္စာကဘန်ကောက်မှာနေတဲ့လူတွေဆိုရင်ပို့ပြီးသိလိမ့်မယ်မြန်မာပြည်ကလူတွေကတော့ဒီလိုမျိုးပစ္စည်းအမြန်ချောပို့စနစ်တွေနဲ့တိတ်မကြီးမီသေးတော့မသိဘူးဘန်ကောက်မှာကပစ္စည်းအမြန်ပို့စနစ်တွေကအရန်ခက်စားတယ်ဘန်ကောက်က traffic ရှိတဲ့အတွက်ပစ္စည်းမှလည်းဆိုကိုယ်တိုင်လာပို့ပေးတာအရန်နေတယ် line man နဲ့ grab တွေကိုယ်အသိတွေကိုယ်ဆိုင်ဝင်နေနေတယ်ပဲပစ္စည်းလိုက်ပို့ခိုင်းတာဒါကိုဘန်ကောက်မှာနေတဲ့လူတော်တော်များများသိလိမ့်မယ်ထင်တယ်အဲ့တော့ အဲ့ဒီအကိုအဲ့ဒီအကိုဆိုတာအဲ့လူလင်ကောင်ကလည်းကျွန်တော်တို့ကိုဖုံရောက်မယ်ဆိုပြီးပြောတယ်ဖုံရောက်မယ်ဆိုပြီးပြောတယ်လူတယောက်လာဖို့မယ်ဆိုတော့အဲ့ကောင်မလေးကလာတယ်လာတဲ့အချိန်မှာအဲ့ကောင်မလေးကကျွန်တော်တို့ဆိုင်ကိုမသိနေဘူးအဲ့တော့အဲ့ဒီအချိန်မှာတည်းကကျွန်တော်တို့ကဒါဘာမှကျွန်တော်တို့မသိတဲ့လူတယောက်ဆိုရဲမိုင်းကပို့ပြီးဝင်ပါပေါ့ဗျာအဲ့ကောင်မလေးကကျွန်တော်တို့ဆက်ကိုရှာမတွေ့လို့တဲ့ AIS ရဲ့အရှိန်အဟောင်းရောက်နေပါပြီဆိုပြီးတော့မှကျွန်တော်တို့ကိုအဲ့ဒီလိန်နဲ့လူလိန်ကောင်ကကျွန်တော်မန်နေဂျာဒါကိုရဲဆိုမန်နေဂျာ तू ဖုန်းလက်ခံလိုက်တာဒါကျွန်တော်အမျိုးသမီးပါ तू ကမန်နေဂျာဖုန်းငွေလွှဲပေးလိုက်တာ ဲ့တော့ကိုရဲဆောင်ကနေပြီးတော့မှအိတ်ကောင်မလေးကို AI ရှိုးတော့အရှိနာမှာသွားခေါ်တယ်သွားခေါ်တော့သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်တွေ့သွားတယ်ဆိုတဲ့အခြေအနေမှာကြတော့ तू ကဟိုဘက်နဲ့လူလိန်လူနဲ့ဖုန်းပြောနေတဲ့ဖုန်းကိုအကိုရေးကျွန်တော်ဒီမှာတွေ့ပြီးတော့ကိုကျွန်တော်ခေါ်ဝါလိုက်ပါမယ်ဆိုပြီးတော့မှဖုန်းချလိုက်ဖုန်းချလိုက်တယ်အဲ့ဒီမှာတစ်ချက်ကကောင်မလေးကဆိုင်ကိုမသိနေတဲ့အပေါ်မှာကျွန်တော်တို့ဘက်ကပို့ပြီးတော့မှဒီဥစ္စာကို delivery တမားတယောက်ဆိုတဲ့မိုင်းကျွန်တော်တို့စီမှာပို့ဝင်တယ် နံပါတ်နဲ့အချက်အဲ့ဒီကောင်မလေးကကျွန်တော်မန်နေဂျာနဲ့မျက်နှာချင်းဆိုင်တာနဲ့အကိုရေညီမကတော့ဒီဖုန်းကိုအကိုတို့ဝယ်မယ်ဆိုလို့လာပေးတာပါအကိုကကိုရဲစော်လားဆိုတော့မိုဘိုင်းရဲ့မန်နေဂျာလားဘာလားဘာမှမပြောဘဲနဲ့ तू อ่ะအဲ့ဒီအချိန်မှာဟိုဘက်ကလူလိန်နဲ့အဲ့ညီမလေးကဖုန်းပြောနေတယ်ဗိုက်ဘာကနေအဲ့ဗိုက်ဘာကိုကျွန်တော်မန်နေဂျာကိုဖုန်းပေးပြောလိုက်အဲ့မှာရှင်းသွားပြီကျွန်တော်တို့လောက်ရမယ့်အလုပ်ကလည်းโอเคပစ္စည်းလာပို့တဲ့လူကပစ္စည်းပိုင်ရှင်နဲ့ဖုန်းဖုန်းစကားပြီးပြောတယ်။အဲ့တော့ကျွန်တော်တို့ကဘာထပ်လုပ်နေရအောင်ပါလဲโอเคဟုတ်ပြီအဲ့တော့ကျွန်တော်မန်နေဂျာထပ်ပြီးတော့မှအဲ Viber ကနေအဲ့ကိုအကိုညီမလေးနဲ့ကျွန်တော်တွေ့ပြီးတော့ဆိုင်ခေါ်သွားလိုက်မယ်ဆိုပြီးတော့မှထပ်ပြောပေးပြီးတော့ အဲ့ညမလေးကိုခေါ်လာတယ်အဲ့ညမလေးကလည်းဆိုင်းကိုရောက်လာတဲ့အချိန်မှာတခိုးတလီမှဗဇက်ကစကားတလုံးမှမဟုတ်ဘူးမဟုတ်ဘဲနဲ့ကျွန်တော်မန်နေဂျာကိုဖုန်းပေးလိုက်တယ်အဲ့တော့ तू ကွန်မန့်ထဲမှာပြောတာတခုရှိသေးတယ်ကျွန်တော်တို့ကလော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 ငွေပေးလိုက်တယ်ဆိုတာကလုံးဝမဟုတ်ပါဘူးကျွန်တော်တို့9မိနစ်ကြော်ကြာပြီးွားတော့မှကျွန်တော်တို့ငွေပေးလိုက်တာပါ CCTV ရဲ့အချိန်နဲ့ငွေလွှဲစရရဲ့အချိန်နဲ့တိုက်စစ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့9မိနစ်ကြော်ကြာတယ်ကျွန်တော်တို့ဖုန်းဖို့ကိုတေချာနန်အတီဘေးဟုတ်မဟုတ်ဘာညာတရကကျွန်တော်တို့လိုအပ်တယ်ကျွန်တော်တို့ကြည့်တယ်ကြည့်ပြီးွားတဲ့အချိန်ကျမှကျွန်တော်ငွေလွှဲလိုက်တယ်ငွေလွှဲပြီးသွားပြီဆိုတဲ့အချိန်မှာ10မိနစ်15မိနစ်လောက်ဒီအင်ဂျင်မလေးကဒီမှာထ ိုင်နေတော့မှကျွန်တော်မန်နေဂျာကနေပြောမှငွေလွှဲလိုက်ပြီနော်ဆိုပြီးတော့မှပြောတော့အင်ဂျမလေးရဲ့ expression က "तू आ ဒီလူကို तू သိနေတာမဟုတ်ပါဘူး"ဆိုတာမျိုးဖြစ်လာတယ်အဲ့တော့အဲ့ဒီအခြေအနေတို့ခင်ဗျားတို့စဉ်းစားကြည့်ဗျာကျွန်တော်တို့ကဆိုင်တစ်ခုဗျာပြောရတော့လုံရုံလုံးစေဒါနေတိုင်းကျွန်တော်တို့ရဲ့နေစင်မှာရှိနေထိုင်းဆိုင်တွေကနေဝယ်တယ်မြန်မာတွေဟုတ်ခုခက်တွေပါတွေကလည်းကျွန်တော်တို့ဒီလိုပဲပစ္စည်းတွေရောင်းတယ် ဒီနားလေးကိုထိုင်းဆိုင်နေဆိုလဲကျွန်တော်တို့ကနေပြီးပစ္စည်းရောက်လာပြီးဆိုရင်အဲ့လူကစောင့်နေတယ်ကျွန်တော်တို့ကပစ္စည်းကိုစိတ်ပြီးကအစီပြေပြီးဆိုငွေလဲပေးတယ်ပြီးွားပြီးဆိုလာပို့တဲ့လူကိုငွေလဲလိုက်ပြီးတော့ဆိုပြီးတော့မှပြောလိုက်ရင်သူကနေပြီးတော့မှဟိုဘက်ကိုပြန်ဖုန်းဆက်တယ်တထင်းငွေရပြီလားရပြီဆိုရင်သူပြန်သွားတယ်ဒါကကျွန်တော်တို့နေ့စဉ်လုပ်နေတဲ့ပုံစံလေးကျွန်တော်ဘာမှမမားနေအင်းညမလေးကအဲ့လိုမျိုးဖြစ်ပြီးွားပြီးဒီဥစ္စာကလိန်ခံလိုက်ရပြီဆိုတာတေချာသွားတဲ့အချိန်ကြီး तू ကအရင်မဲ့သွေးအေးလာလားမသိဘူး။ तू မှပူပန်မှုမရှိဘူး။အဲ့ဒါကကျွန်တော်ကကျွန်တော်မျိုးသမီးရဲ့ကျွန်တော်မန်နေဂျာပြောတော့ကျွန်တော် CCTV ပြန်ကြည့်ပြီးပြောတော့ तू ကအရင်သွေးအေးတယ်။ तू တငယ်ချင်းတွေကို तू ဖုန်းဆက်ခေါ်တယ်။ အရှင်းမလည်းပြောင်းရွှေ့ပြီးတော့မှ तू ကစကားပြောနေနိုင်တယ်ကျွန်တော်တို့ကပြန်အံ့ဩတယ်အစပိုင်းမှဆိုကျွန်တော်တို့က तू က तू နဲ့ဟိုဘက်ကလူနဲ့ပေါင်းကြံတယ်လို့တော့ကျွန်တော်တို့ကထင်သွားတာနောက်မှမှဒီကျွန်တော်တို့ဒီကြော်မူပိုင်းဘက်ကကိုရှင်းခန့်တို့ဘာတို့ကဗာဒီဖြစ်စင်မှာဝင်ပါလာတာဝင်ပါလာတယ်ဆိုတော့ तू ကကြားတယ်နဲ့ဒီလိုဒီလိုလေးဖြစ်တယ်အကိုဆိုပြီးတော့မှဝင်ပြောလို့အဲ့တော့အဲ့ဒီညနာသူညီမလေးကအဲ့ဖုန်းကသူ့ကိုပိုင်ဖုန်းလည်းမဟုတ်ဘူး तू ကအမျက်ရမယ်ဆိုပြီးတော့မှနောက်တနေရာကနေပြီးတော့မှ ရောင်းပြီးွားရင်ပတ်ဆက်လာပေးမယ်ဆိုပြီးယူလာတာပေါ့နော်အဲ့ဒီသူ့ကိုပစ္စည်းအကျွေးရောင်းပေးလိုက်တဲ့အကိုကကျတော့ကိုရှင်းခန့်လို့နဲ့တိရတယ်တစ်စိကျွန်တော်စီကိုရောက်လာတော့အော်โอเคဒီလိုမျိုးဆိုရင်တော့ဒါဟာလိန်ညာတာမဖြစ်လောက်ဘူးဆိုပြီးတော့မှကျွန်တော် ယူဆပြီးတော့မှအဲ့ဒီအချိန်9နာရီနဲ့24မိနစ်เนาะအဲ့ဒီကိစ္စဖြစ်နေတဲ့အချိန်မှာကျွန်တော်အာမချအောင်တော့ဒါအက်ဒစ်လေလုပ်လို့ရတာမဟုတ်ဒါ Messenger မှာကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်ပြောထားတာဒီမှာငါတို့ဘက်ကလည်းမားတယ်အဲ့ငါတို့ဘက်ကလည်းမားတယ်ဆိုတော့ကျွန်တော်အဲ့တော့ကပြောတော့မှကျွန်တော်မန်နေဂျာကိုအဲ့ကောင်မလေးကစနေနေ့ကတွေ့တွေ့ချင်းမှာဘာမှမပြောဘဲနဲ့ဟိုလူနဲ့ဖုန်းစကားပေးပြောလိုက်တာတွေပဲကျွန်တော်မသိသေးလို့အခုဖြစ်စဉ်တစ်ခုလုံးမှကြည့်ရင်ကျွန်တော်တို့ကမားတယ်ဆိုရင်တော့5%ပဲ95%ကျွန်တော်တို့ဘက်ကမားတာမဟုတ်အဲ့တော့အဲ့မှာကျွန်တော်ဒီမှာပြန်ပြောခဲ့တာဘာလေးလဲဆိုရင်ကျွန်တော်မျိုးသမီးကိုပြောတာငါတို့ဘက်ကလည်းမားတယ်တဝက်ဆိုင်ပေးရင်ပေးလိုက် အဲ့လိုမျိုးဆိုပြီးတော့ဒါသူ့ကိုဟိုကျွန်တော်တို့ဒီပြဿနာကိုဖြေရှင်းရမယ့်ပုံစံကိုကျွန်တော်ပြောလိုက်တာမနေ့တော့ကျွန်တော်အိမ်မှာမလို့နော်အမှကျွန်တော်ဒီမှာထပ်ပြီးပြောတာအဓိကကတော့တောင်မာလေးဆိုတဲ့သူကရိုးသားရင်သူ့အတွက်အရန်နဲ့နာသွားမယ်အဲဒါကတော့ကျွန်တော်ဘက်ကလူသားချင်းစာနာမှုနဲ့ဒီကိစ္စကိုတကယ်လို့သူတို့ဘက်ကနေသာညှိနှိုင်းလာခဲ့မယ်ဆိုတော့ကျွန်တော်တို့က90ရာခိုင်နှုန်းဒီကျွန်တော်တို့ပေးဖို့အတွက်အစီအစဉ်ရှိတယ်ဒါပေမဲ့အဲ့ညီမလေးက တတွင်တွေသူ့ဖုန်းမဲ့သူပြန်ယူရမယ်ကျွန်တော်တို့ ਨੇ ညိတာမျိုးလည်းမလုပ်အဲ့သူ့ဖုန်းမဲ့သူပြန်ယူရမယ်ဆိုတဲ့အချိန်မှာကျွန်တော်မျိုးသမီးများဓာတ်ဒီတိုင်းတော့ပေးလို့မရအောင်ညီမအနေနဲ့ဒီဥစ္စာကိုပြန်လို့ခြင်းနဲ့ဆိုတော့စကန်ရဲစကန်တိုင်မှာရမယ်ဆိုပြီးတော့မှပြောလိုက်အဲ့အဲ့ကိစ္စပြောပြီးွားတဲ့အချိန်မှာထိုင်းစကားတတ်တဲ့လူတွေအခုနောက်ဖုန်းပြောင်းပေးလိုက်တယ်ဆိုတဲ့အကိုတွေသူ့ရဲ့တငယ်ချင်းတွေရောက်လာအဲ့ထဲကအချို့လူတွေကကျွန်တော်တို့ ਨੇ ကျွန်တော်မျိုးသမီးနဲ့ညိဖို့အတွက်စကားစတယ်ပေါ့နော်စကားစတယ်အဲ့စကားစနေတဲ့အချိန်မှာပဲရဲရောက်လာတယ် တော့ကျွန်တော်ဆက်ပြီးတော့မဆွေးနွေးဖြစ်တော့ဘူးနောက်ပိုင်းမှာလည်းကျွန်တော်အမျိုးသမီးကနေပြီးတော့မှကျွန်တော်တို့ကဗျာစကူပတ်ကနေစပြီးတော့မှဘလို့ကြောက်မှတော့အညီမကြီးဒီလိုမျိုးတော့ဖြစ်သွားပြီးငါတို့ဘက်ကတဝက်ဆိုင်ပြီးမယ်လို့ဘလို့ပြောထားမှာဒီလူကနံပါတ်၁ပူပေါင်းကြံစီလာလားလိန်လာလားမသိဘူးပြောတော့နံပါတ်၁ကကျွန်တော်တို့ကပတ်စံ395ဆိုတော့ခင်ဗျားတို့လည်းမနေသလိုကျွန်တော်တို့လည်းမနေဘူးဘုံလေတဝက်ဆိုင်ပြီးမယ်ဆိုရင်တော့လေ395တိတ်တရားနီးပါအဲ့တော့ကျွန်တော်တို့ဒီတဝက်ကိုလွယ်လွယ်လေးဆိုင်ပေးလိုက်လို့မရဘူးလေအဲ့တော့သူ့ဘက်ကနေတော့ request မလုပ်လာသေးတော့ကျွန်တော်တို့ကမဆိုင်ပေးဘူး ဘာမှမပြောဘဲနဲ့သူပြောတာကိုကျွန်တော်တို့နားထောင်နေတယ်အမအင်္ဂမလေးကကျွန်တော်မိန်းမဘက်ကနေပါမအမတို့ဘာကူညီပေးရမလဲဘယ်လိုလုပ်ပေးရမလဲဘာညာဆိုပြီးပြောတဲ့အချိန်မှာလဲကျွန်တော်မျိုးသူမျိုးစကားပြန်မပြောဘူးသူရဲ့လူမှုဆက်ဆံရေးပုံစံအဲ့လိုထိုက်ဖြစ်တာလားဒါမှမဟုတ်တခုခုကိုချိန်မိုးနေတာလားဒီအချိန်မှာနည်းနည်းလေးစိတ်လှုပ်ရှားပြီးရှော့ပြနေလို့ပဲဒီလိုမျိုးဆက်ဆံလာတော့မသိဘူးသူရဲ့ဘေးကတငယ်ချင်းနေတာတော့မှကျွန်တော်အမျိုးသမီးနဲ့ conversation လုပ်တယ်ပေါ့လားသူကလုံးဝ conversation မလုပ်ဘူးအဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ဘက်ကလည်းဘာမှပြောလို့မရဘူးအဲ့တော့ သူတို့ရဲခေါ်တယ်ရဲခေါ်ပြီးတဲ့အချိန်မှာလည်းရဲရဲကိုသူတို့ဖြစ်စဉ်အကုန်ရှင်းပြတယ်သူတို့ဘက်ကနေတော့ထိုင်းစကားနားလည်တဲ့ဇာကပြန်လဲပါတယ်အဲ့တော့ဖြစ်စဉ်အကုန်ရှင်းပြတော့ရဲရဒီကိစ္စကဆိုင်နဲ့မဆိုင်ဘူးဟိုဘက်ကလူကိုလှုပ်ရမှာတကယ်လို့မင်းတို့ဒါအောင်မှမကျေနပ်ဘူးဆိုရင်မင်းတို့စက္ကန့်မှအမှုဖွင့်လို့ရတယ်ဆိုပြီးတော့မှပြောပြီးတော့မှပြီးသွားတယ်ပြီးသွားပြီးတဲ့အချိန်မှာသူ့ဘက်ကလည်းကျွန်တော်တို့ဘာမှလာမညှိဘူးသူတို့ဒီမှာ MPK မှာတော့ရှိနေတယ်အေးအေးကျွန်တော်တို့ဆိုင်ရဲ့ခက်လန်းလန်းလေးမှာသူတို့တကယ်ချင်းနဲ့သူတို့စကားတွေပြောတယ်နောက်လူတွေကိုဖုန်းဆက် ခေါ်တယ်နောက်တကယ်ချင်းတွေလည်းရောက်လာတယ်အဲ့တော့ကျွန်တော်တို့ ਨੇ အဲ့ဒီမှာပြီးသွားတယ်အဲ့ဒီအချိန်မှာကျွန်တော်မျိုးသမီးကလှုပ်ပေးထားတာကဖြစ်စဉ်ဖြစ်ဖြစ်ချင်းမှာ KBZ support ကိုဖုန်းဆက်ပြီးတော့မှကျွန်တော်တို့ email နဲ့ဆောင်ပို့ခဲ့တယ်ဒီဥစ္စာဒီငွေ screenshot နဲ့ငွေလင်ခံရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ငွေပို့တယ်သူ့ကိုလည်းပြောတယ်ညီမလည်းတစ်ခုခုလောက်အောင်ဆိုပြီးပြောတဲ့အချိန်မှာအဲ့ညီမလေးကဘလို့ဘာလောက်ရမှာလဲဘာလဲဆိုတာမျိုးတော့မှကျွန်တော်မိန်းမကိုအဖက်လုပ်ပြီးတော့မှပြန်မပြောဘူး Okay အဲ့တော့အတော့ဒီအချိန်မှာစိတ်လှုပ်ရှားနေတာတော့ကျွန်တော်အကုန်လုံးအဆင်ပြေတယ်ဗျာအဲ့ဒီဥစ္စာကလည်းအဆင်ပြေတယ်အဲ့တော့ဒီနေ့မနက်မိုးလင်းတဲ့အချိန်ကြတော့ဒီနေ့မနက်မိုးလင်းတဲ့အချိန်မှာကျွန်တော်မျိုးသမီးနဲ့ကျွန်တော်လည်းပထမဆုံးစပြောတဲ့စကားက အဲ့ကိစ္စဘယ်လိုဆက်ဖြစ်မလဲမသိဘူး။ဒီနေ့မှဆိုင်ကမနေ့ညတော့ကတော့မစင်မသူနဲ့ messenger မှာ conversation လုပ်နေသေးတယ်။ကျွန်တော်မျိုးသမီးက line line ရလား line ရနေတော့မှ conversation လုပ်နေသေးတယ်။လိုအပ်ရင်မြမပြီကို like ပေးမယ်။ဒီ ban account ပိတ်ဖို့ကျွန်တော်မျိုးသမီး like လုပ်ပေးမယ်။ဘာညာဆိုတာမျိုးသူနဲ့ကောင်းကောင်းမွန်မွန်စကားပြောနေတယ်ပေါ့နော်။အဲ့တော့အဲ့ဒါလေစကားတွေပြောဆိုပြီးတော့မှကျွန်တော်ညအိမ်သွားတယ်မနေ့မိုးလင်းတဲ့အချိန်ကျွန်တော်မျိုးသမီးနဲ့ကျွန်တော်နဲ့ပြောတာ။တဝက်ဆိုရင်တော့ငါတို့ဘက်ကများတယ်။ဒီကိစ္စမှာ၃ point ဆိုင်ဖြစ်သွားတယ်။ကျွန်တော်အနေနဲ့မနေ့တော့ကတော့တဝက်ဆိုပြီးကျွန်တော်မျိုးသမီးကိုစာပို့တယ်။အဲ့မနေ့မှကျတော့ကျွန်တော် ဖြစ်စဉ်အကုန်လုံးကိုသိသွားပြီဆိုတော့တုံးပွင့်ဆိုင်ဖြစ်တာဖုန်းကိုအကျွေးရောင်းပေးလိုက်တဲ့လူကျွန်တော်တို့ကိုအဲ့ကောင်မလေး၃ယောက်ပြီး3195သိန်းဝင်းကျင်ကိုကျွန်တော်တို့၃ယောက်ကညပြီးခံကြမယ်အဲ့လိုမျိုးသူတို့ဘက်ကနေပြီးတော့မှဒီနေ့တကယ်လို့ငါတို့လာပြီးညှိတယ်ဆိုရင်ငါတို့ကအဲ့လိုမျိုးပုံစံမျိုးနဲ့လောက်ကြမယ်ဆိုပြီးတော့မှကျွန်တော်နဲ့ကျွန်တော်အမျိုးသမီးတွေးထားတာဒါကကျွန်တော်တို့ဘက်က weak point ရှိလို့မဟုတ်တော့တခုပဲမဝါတော့အတူတူမျှခံပေးမယ်ဆိုတဲ့စိတ်တစ်ခုတည်းပဲအဲ့တော့ဒီနေ့ဗီဒီယိုလုပ်တဲ့အချိန်ဒီကျွန်တော်ပြောချင်တာသူတို့ဘက်ကလည်းကျွန်တော်တို့ဥအောင်လာပြီးညှိနှိုင်းတာတခုမှမရှိခဲ့ မရှိခဲ့တဲ့လူကကျွန်တော်တို့ကလည်းမပြောဘူးဒါပေမဲ့အခုအချိန်မှာ तू က Facebook ပေါ်မှာ post တင်လိုက်တယ် post တင်တဲ့အချိန်မှာနံပါတ်1ကျွန်တော်တို့ site နာမည်ပါတယ်နံပါတ်2 comment မှာကျွန်တော်တို့ site ကိုဟို Facebook user တွေကြားထဲမှာအထင်မြင်လွဲစေနိုင်တဲ့ comment တွေ ကိုသူ့အနေနဲ့ပြန်ပြီးတော့မှ reply လုပ်တယ်အဲ့ချိန်မှာကျွန်တော်ဆိုင်ပုံပြီးအစဲခံရတယ်အချို့လူတွေဆိုကျွန်တော်ချက်ပေါက်ထဲထိလာပြီးဆဲတယ်အချို့လူတွေကျွန်တော်ရဲ့ personal ကိုလာပြီးတော့မှ Facebook account ပုံတွေပို့တာဘာညာတရကားတွေရှိလာတယ်အဲ့တော့ကျွန်တော်တို့ဘက်ကနစ်နာတယ်နစ်နာတဲ့အတွက်ကိုကျွန်တော်ဒီ video လုပ်တာဒါဒီ video လုပ်ပြီးသွားတဲ့အချိန်ကနေစပြီးတော့မှကျွန်တော်တို့ဘက်ကနေပြီးတော့မှဒီဖြစ်စဉ်မှာကျွန်တော်တို့ဘက်ကမှားရွေးမှုဘာမှမရှိတဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒီ ကိစ္စကိုဘလို့မတောင်းယူမှာမဟုတ်ဘူးငွေရောသုံးပုံတစ်ပုံရောတဝက်ကောတကြက်ကောတပိုင်းရောဘာမှပေးမှာမဟုတ်တော့ဘူးကျွန်တော်ဘက်ကလုံလောက်တဲ့နင်နာဆုံးရှုံးမှုတစ်ခုကို Facebook ပေါ်က post ကနေကျွန်တော်တို့ရပြီးသွားပြီဖြစ်တဲ့အတွက်ဒီကိစ္စကိုကျွန်တော်တို့အမတောင်ယူပေးမှာမဟုတ်ပါဘူးအဲ့ဒါလေးကိုကျွန်တော်တို့အတိပေးခြင်းနဲ့မိဆွေတို့အနေနဲ့လည်းဒီကွမန်အောက်မှာဝင်ဆဲခြင်းလည်းဆဲမယ်အကောင်းမြင်ခြင်းလည်းမြင်မယ်ဂျားနေအနေနဲ့လည်းဖြစ်ခြင်းဖြစ်မယ်အဲ့တော့ဝင်ဆဲခြင်းမယ်ဆိုရင်မိဆွေအနေနဲ့လည်းကျွန်တော်တို့ဘက်ကနေပြီးတော့ဝင်ပြီးတွေးပေးပါကျွန်တော်တို့ကဆိုင်ကြီးဖွင့်လာတယ်ပတ်စံရှိတယ်ပတ်စံရှိတယ်ဆိုတိုင်းနောက်လူပြောင်းရအမအိုးတော့ကျွန်တော်တို့ကထိုင်ပြီးတော့မှ ကာဘာလုံပင်းနေဖို့တော့အကြောင်းမရှိနေဘူးပေါ့နော်အဲအဲ့လိုမျိုးဆိုတော့အနေထားမျိုးမှာကျွန်တော်နေနေဒီဗီဒီယိုလေးကိုအလုံးအချိန်နေအမှန်ကိုတီးရအောင်လို့ကျွန်တော်ဒီဗီဒီယိုလေးတင်လိုက်ရခြင်းဖြစ်ပါတယ်အလုံးကိုကျေးဇူးအများကြီးတင်ပါတယ်တခုခုကြံသွားတာပါရှိတယ်